အဲ့တော့ unit 7ကို read the passage အမေးဖြေလေးဖြေကြည့်မယ်နော်အဲ့တော့ဒီမှာမနမ A မှာ write the correct word or words နော်မှန်ကန်တဲ့စကားလုံးတွေဖြေပေးပါ to complete each sentence ဒီစာကြောင်းတွေကိုဖြေဖို့5 marks ငါးမှတ်ပေးတယ်ပေါ့နော်အဲ့နံပါတ်1ကိုကြည့်မယ်နံပါတ်1မှာ swine ဆိုပြီး blank ပေးထားတယ်ကွက်လက်ကနည်းနည်းလေးသေးနေလို့နော်ဒါကွက်လက်နော် swine blank swine မြေစီလောက်ဘာဖြစ်လဲ blank ကွက်လက်တဲ့ bind the the excessive use of fertilizer excessive ဆိုတာပိုရှံရှံပြီးတော့ပိုရှံပြီးတော့ use သုံးဆွဲတာ fertilizer ဆိုတာဓာတ်မြေဩဇာတွေနဲ့ pesticide ဆိုတာပိုးသတ်ဆေးတွေเนาะပိုးသတ်ဆေးတွေဓာတ်မြေဩဇာတွေကိုပိုရှံပြီးတော့သုံးဆွဲတာ in agriculture စိုက်ပျိုးရေးမှာတဲ့ဓာတ်မြေဩဇာတွေနဲ့ပိုးသတ်ဆေးတွေကိုပိုရှံပြီးများများသုံးတာပေါ့စွန့်မြေးစည်းလောက်ဘာဖြစ်စီတာလဲအဲ့တော့ဒီကွက်လက်ဖောက်ထားတဲ့နေရာအဲ့ဒါဘယ်နေရာလဲသိလား verb ဖြစ်ရမယ်နေရာ verb verb ဒီကွက်လက်နေရာမှာ verb ဖြစ်ရဟုတ်ပြီနော် verb ဖြစ်ရဟုတ်ပြီဒါဆိုရင်ဒီဒါနဲ့ပတ်သက်တဲ့စာကြောင်းလိုက်ရှာမယ် the existence use of fertilizer but the pesticide in agriculture စာမျိုးလုံးမဟုတ်တော့ကျင်းကျင်းနဲ့ပျောက်ပျောက်သွားတဲ့စာအဲ့ဒါကြောင့်စကားထက်သွားဟုတ်ပြီအဲ့ဒါလိုက်ရှာဘယ်နားမှာလဲရှာဒီဒီပိုက်ထဲမှာပဲရှိရရှာဟုတ်ပေါ့စ်လုပ်ပြီးရှာရှာနော်အဲဒီမှာတွေ့ပြီ တွေ့ပြီးတွေ့တဲ့ဟာလေးကိုအဝါနဲ့ပြမယ် the excessive use of fertilizer and pesticide in agriculture lead to a ဖြစ်စေတယ်ပေါ့နော် soil degradation ဖြစ်စေတာမြေစီလွာရဲ့ degradation ဆိုတာအရေအသွေးကိုနှိမ်ပါသွားစေတာမြေစီလွာရဲ့အရေအသွေးကိုနှိမ်ပါသွားစေတာအဲ့ဒါမှ soil ကိုသူကရှေ့ထုတ်ထားတယ်ဟုတ်လား soil degradation လို့သာတော့ဖြစ် degradation က noun လေမြေစီလွာအရေအသွေးနှိမ်ပါခြင်းအဲ့ဒါကိုသူက lead to ဆိုတာဖြစ်စေတယ်ပေါ့ဥတည်စေတယ်ပေါ့ ဲ့လိုပြောထားတာဒီနေရာမှာကျတော့ဆရာတို့ကစွိုင်းနေရစွိုင်းပြီးသွားရင်ဒီနေရာ verb ဖြစ်ရမှာဆို degradation က noun D E G R A D A T I မှာ degradation က noun noun ဖြစ်ရမှာမဟုတ်ဒီနေရာမှာ verb ဖြစ်ရမှာဆိုတော့ degradation ကို verb ပုံစံပြောင်းအောင်ပြီးသွားတော့မှစွိုင်းမြေစီလွာကဘယ်လိုပြောမလဲမြေစီလာကနော်အဲအရေးသွင်းနေပါတယ် degradation ဖြစ်တာလား ညီစီလာကိုရည်သွင်းနိုင်ပါစီတာလားမာလီအဲ့ဒါပတ်စစ်နဲ့ရေးထားတာသိလား active passive နဲ့ရေးထားတာအဲ့တော့ active passive ကို grade 11နေ grade 10နေမှာတခြားပေါ့နော်မလုပ်ထားတဲ့ကလေးတွေကြတော့ဒါရှင်းပြတာတော့နည်းနည်းတိုင်ပတ်တယ်နော် active passive မှာနားမလဲတာအဲ့တော့နားမလဲရင်တော့ဆရာပြောတာ active passive တင်တဲ့ grade 10နဲ့ grade 11က grammar တွေကို grade 12မှာပြန်ပါမယ်ဟာတွေကိုရွေးပေးထားတဲ့တင်တဲ့လေး join လိုက်ပါနော်အခုဒီလို껫လက်တွေမှာဆိုရင် verb နေရာမှာအပေါက်ဖောက်ရင်သူက active passive ကိုမေးတတ်တယ် ဲ့ဒီမှာဆိုရင်မြေစည်းလောကိုအည်သွင်းနိုင်ပါစီလားကိုဆိုရင်ဒါဒီ soil object နော်ကို object မလို့ကိုလို့ပါတာပြန်လာနောက်က bind the excessive use ဆိုတာ bind subject bind subject နော်အဲ့ဒီအလဲမှာ verb ဖြစ်ရမယ် verb မှာမှ object ရဲ့ verb ရဲ့ bind subject ရဲ့ဆိုတာ passive ပုံစံနဲ့ဖြစ်ရ passive ပုံစံဆိုတော့ degrade နော် degrade ကဘဝန်ဒီကြီးရီဒီပေါ့နော်ဘဝန်အဲ့ဒါကိုဆရာတို့ကအဲ passive ဆိုတော့ ms subject battery နဲ့ပြောင်းလိုက် ဟုတ်ပြီနော်အဲ့တော့ is degraded စွာရမြည်စီလောကအနေကိန်းဆို is သုံးမယ် is is d e g r a d e d အမစ်စာဘလက်ဘက်တရီပတ်စစ်နဲ့ဖြေလိုက်တယ်ဟုတ်ပြီနော်အဲ့တော့ active ပတ်စစ်မရတဲ့ကလေးကတော့ဒီမှာအဆင်မပြေနိုင်ဘူးတစ်ပြီးမှနှစ်ကိုသိမှာကာကြီးပြီးမှခါဝေးကောင်းနေသိမှာအဲ့ active passive မရရင်တော့ဆရာလက်ဒီမှာအကျန်းဖြစ်တော့ရှင်းပြတာပဲဒါမှမဟုတ်ဒါ active passive က grammar ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါမရရင်တော့ grade 10နဲ့11 grammar တွေကို grade 12မှာပြန်ပါမယ့်ဟာတွေရွေးပေးထားတဲ့သင်တန်းကိုတတ်ပါသင်တန်းတတ်ပါအဲ့ဒါသားကြတော့ဆရာသင်တန်းကြီး short ပေးထားတခြားလူတန်းရင်4000ကိုသင်တန်းသားလာတန်းရင်တပေါင်းဘယ်ပဲဆရာယူတယ်နော်အဲ့တော့ဒါတင်တဲ့ကြီးညာခြင်းလုံးမဟုတ်ဘူး active passive ကိုမသိဘဲနဲ့ဒီမှာ active passive နဲ့ဖောက်ထားတဲ့ quality ကိုဘယ်လိုဖြေမှာလဲဘယ်လိုဘယ်လိုလုပ်ဖြေလို့ရပေါ့ပြီနော်ကာကြီးမသိဘဲနဲ့ခါခွေးကားငယ်တွေဘယ်လိုသွားတင်လို့ရပေါ့ပြီနံပါတ်2ကိုကြည့် the underground water မြေအောက်ရေက black ဘာဖြစ်လဲ by chemical waste chemical waste တွေကအဲဓာတုအညစ်အကြေးတွေဟုတ်ပြီနော် underground water နဲ့ပတ်သက်တဲ့ဟာကိုဆရာတို့လိုက်ရှာဟုတ်ပြီနော်မြေအောက်ရေနဲ့ပတ်သက်တာဘယ်နှားမှရှိတယ်ရှာခုပြထားတဲ့နေရာမှာပဲအခု screen ပြထားတဲ့နေရာမှာပါပါပါနော်ရှာနော် these chemical the chemical တွေက also contaminate the underground water နော်ဒီစာကြောင်းလေးမှာ this chemical က subject this chemical က subject contaminate က verb the underground water က object အဲ့ဒါကို subject verb object နဲ့ရေးထားတယ်ပေါ့အဲ့ဒါအဲ့တနဲ့ရေးထားတာအဲ့ဒါကိုသူကဒီမှာကျတော့ passive နဲ့ပြန်ပြောင်းလိုက်တယ် underground ကိုစာကြောင်းရဲ့အရှိကိုပို့လိုက်တာ object ပြီးတော့ရင်ဒီမှာ verb နေရာမှာ collapse ဖောက်တယ်ပြီးရင် by subject ဖြစ်သွားတယ်ပြန်ကြည့်နော် စာပိုက်ထဲမှာရေးထားတာ this chemical က subject contaminate က verb နော် also ကတော့ adverb ပေါ့ထဲမပြောတော့ဘူးအရေးမကြီးလို့ထဲမပြောတော့ဘူး verb ပြီးတော့ရင် the underground water စာကြောင်းရဲ့နောက်ဆုံးမှာရှိနေတဲ့ object စာကြောင်းရဲ့နောက်မှာရှိတဲ့ object အဲ့ underground water ကိုရှစ်ထုတ်လိုက်တယ်ချက်ကိုရှစ်ထုတ်လိုက်တယ် object verb by subject နဲ့ဖြည့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာ contaminate က verb 1နဲ့ရေးထားရင်ဆရာတို့ကဘာပြန်ပြောင်းမလဲ active မှာ verb 1ဆိုရင် passive ပြန်ပြောင်းရင် emissor plus battery အဖြစ်က contaminate အဲ့ဒါကိုအဖြေက contaminate နော်အဖြေကိုမြင်မြင်အဖြေကိုအစိမ်းလေးနဲ့ထပ်ပြအဖြေက contaminate အဲ့အဲ့ဒါကိုပဲ va1 ဖြစ်တော့ active မှာ va1 ဆိုရင်မေးအဲစာပိုက်ထဲမှာ active နဲ့ရေးထားတယ်အခုမေးခွန်းမှာ passive နဲ့ရေးထားတယ်ဘာကြောင့် passive နဲ့ရေးရလို့သိလဲ underground water ဆိုတဲ့ object ကိုရှေ့ထုတ်ရေးတာအဲ့ဒါ passive subject ကိုရှေ့ဆုံးမှာထားရေးတာ subject verb object နဲ့ရေးရင်အဲ့ဒါ active object verb by subject နဲ့ရေးရင်အဲ့ဒါ passive ဒါ active passive ကိုအကြမ်းဖြေဒီလောက်ပဲပြောပြလို့ရမယ် active passive ကိုသင်တန်းမတက်ဖဲနဲ့အဲဒါကြီးကိုဘယ်လိုလုပ်အသေးစိတ်သိမှာလဲနော်အဲသင်တန်းမတက်ဖဲနဲ့လဲကိုယ့်ကျောင်းမှာအခြေခံလောက်ရှိတယ်ဆိုရင်တော့ပြဿနာမရှိဘူးဒါဆိုလဲရအောင်ပါပဲ active passive တလုံးမှမသိတဲ့လူဒီမေးခွန်းကိုဖြေပြနေလဲအလကားပဲနော်ဘာမှရမှာမဟုတ်ဒါပါပြလို့လဲတောက်သမီးတို့မှာ active passive နဲ့ပတ်သက်တဲ့အခြေခံမျိုးလို့ပြောရင်တော့သင်တန်းလာတက်နော်အဲမလို့ဘူးရတယ်ဆိုရင်မတက်နဲ့ဘာမှဖြစ်ဘူးအခုဆရာတက်နိုင်တဲ့လောက်တော့ဆွတ်ခေါ်ပြီးရှင်းပြပေးမယ် object ကိုထိတ်ဆုံးမှထားတာတော့ object verb by subject ပတ်စစ်နဲ့ပြန်ဖြေရမယ် contaminate က var1 var1 ဆိုရင် ms supply battery ပြောင်းမယ်အဲ့တော့ is contaminate เนาะဘာဖြစ်လို့ is တော့လဲ the underground water ကိုကြည့်လိုက်တော့အဲအနေကိအနေကိဆိုရင် is နဲ့တော့မယ် is c o n t a m i n a t e d ms supply battery ဟုတ်ပြီเนาะနောက်တစ်ခုကြည့်မယ် with fewer and fewer tree တစ်ပင်နေနဲလာတဲ့အခါမှာเนาะ the wind လေက blend the swine မြေကြီးကိုဘာလုပ်လဲမြေစီလွာကိုလေရပါဖြစ်လဲ အဲ့တော့အဲ့ဒါနဲ့ပတ်သက်တဲ့စာကြောင်းလိုက်ရှာဒီထဲမှာရှိရလိုက်ရှာတော့လိုက်ရှာတော့ဆရာပြတဲ့ဖြည့်ကြီးပဲလိုင်းမကြည့်နဲ့အဲဒီမှာတွေ့ပြီနော် post လုပ်ပြီးတော့ဆရာကလိုက်ရှာဆိုရင်ဟုံးကို post လုပ်ပြီးစာပိုက်ထဲမှာဖြည့်ကိုလိုက်ရှာဆရာရှာပေးတာကြီးပဲလိုင်းမကြည့်နဲ့အဲ့ဒါဆိုမတက်ဘူးအဲ့လောက်ပြောနေတာကိုမတက်ချင်လို့ဆရာဖြည့်ကိုကြီးပဲလိုက်ခိုးချနေဆိုတော့အဆင်မပြေဘူးနော်အဲ့တော့ post လုပ်ပြီးအဖြည့်လိုက်ရှာပြီးရင်ဆရာနဲ့ပြန်တိုက်ဆရာပြောတာလေးကိုပြန်နားထောင် အဖြေမှားရင်မှားပလိစီဘာမှမဖြစ်ဘူးเนาะရယ်စာမိုးဘာမဖြစ်ရသေးဘူးเนาะအော်ဆိုလိုချင်တာကမှားရင်ကိုမှားမှန်းတိသွားမယ်အဲ့လိုမှားမှန်းတိတဲ့ကောင်ကစာမိုးဘာကြရင်မှန်သွားလိမ့်မယ်เนาะအဲ့ဒါမှာ the swine will be blown away by the wind ဒါပတ်စင်နဲ့ရေးထားတာမိကုံးအဲစာပိုက်ထဲမှာပတ်စင်နဲ့ရေးထားတာ the swine object will be blown away by เนาะ passive အရာ by the wind ကဘိုင်း subject object ဘက်ဘိုင်း subject နဲ့ရေးထားတာ the swine ရှိမှာကွာ ဟုတ်ကြတယ်ရေးထားတာအခုကျတော့မေခွန်းကိုပြန်ကြည့်လိုက်တော့ဓမ္မ with fewer and fewer trees ဆိုတာနောက်ရောက်သွားပြီဒါအဓိကစာကြောင်းတော့မဟုတ်ဘူးဓမ္မ with fewer and fewer tree နော်ဟုတ်ပြီပြန်ပြောမယ် the swine and subject the swine and object will be blown up passive verb ပြီးရင် we by the wind are subject by subject နော် passive နဲ့ရေးထားတယ်စာပိုက်ထဲမှာအခုကြည့်လိုက်တော့ the wind are subject the swine are object ပေါ့နော် ဆိုလိုချင်တာဟို the swine နဲ့ the win နဲ့ကဒီစာပိုက်ထဲမှာ the swine ကရှေ့မှာ the win ကနောက်မှာ by the win ကနောက်မှာအဲဒီဒီမှာကြတော့ဒီဘေးကွန်းမှာကြတော့ the win ကရှေ့ရောက်သွားတယ် the swine ကနောက်ရောက်သွားတယ်အဲ့လို subject နဲ့ object နေရာချင်းချိန်ဝိုင်းအဲ့ဒါ passive s အော်ပြောင်းပြန်နေပြောနေပြီလို့ active passive ပဲလို့ပြောချင်စိတ်တွေလုံးပြီ passive asset တွေတော့ဖြစ်ကုန်နော် subject နဲ့ object နေရာချိန်ဝိုင်း active passive ပဲအဲ့ဒါဟုတ်ပြီနော်အဲ့တော့ စာပိုင်ထဲမှာဗာနဲ့ရေးထားလဲပတ်စစ်နဲ့ရေးထားတယ် web b battery အဲ့ဆိုရင် active ပြန်ပြောင်း active ဆိုပတ်စစ်ပြန်ပြောင်း passive ဆို active ပြန်ပြောင်းဟုတ်ပြီနော် web b battery web b battery ဆိုရင် web black ပတ်ဝန်းပေါ့နော် web black ပတ်0 web black ပတ်ဝန်းအတူတူပဲကွာပတ်0ဆိုတာ se ရမပါတဲ့ပတ်ဝန်းကိုပြောတော့ကဲအဲ့တော့ web ပတ်ဝန်းနဲ့ပြန်ရေးရဆရာတို့မှတ်ခဲ့လေ web black ပတ်ဝန်းဆိုရင် web b battery လို့မှတ်ခဲ့တယ်ဒါမှ web b battery ဆိုရင် web black ပတ်ဝန်းပြန်ပြောင်းအဲကြောင်းမြန်ပေါ့ ရင်တော့တော့တင်ခဲ့တာအက်တစ်ကနေပတ်စစ်ကိုပြောင်းတာပေါ့ဒါပေမဲ့ပတ်စစ်ကနေအက်တစ်ကိုပြောင်းရင်ပြောင်းလို့ရတယ်နော်ဥပမာဘတ်ဝမ်ဆိုရင် MSR Black Battery ပြောင်းနေဆိုရင် MSR Black Battery ဆိုရင်ဘတ်ဝမ်ပြန်ပြောင်းလိုက်ပြန်လိုက်အက်တစ်ကပတ်စစ်ပြောင်းလို့ရတယ်ပတ်စစ်ကနေအက်တစ်ပြောင်းလို့ရတယ်ဝဲဘလက်ဘတ်ဘတ်ဝမ်ဆိုရင်ဝဲဘီဘက်တရီလို့ပြောင်းလို့ဒီမှာစာပိုက်တန်းမှာဝဲဘီဘက်တရီဆိုရင်ဆရာတို့ဒီမှာဝဲဘလက်ဘတ်ဝမ်ပြန်ပြောင်းဝဲဘလူးပေါ့ဘလုံး BLOW ဘလုံးရဲ့ဘတ်ဝမ်က BLOW ဘလူးဝဲဘလူး ဟုတ်ပြီနော်နောက်တစ်ခု noise ဒီ শূন্য ံ than is ဖြစ်တယ်တဲ့နော် blow blow တစ်ခုတည်းနဲ့မရဘူးဆရာတစ်ခုကြံခဲ့တယ်အဲ will be blown away အဲ့ဒါလေးပါထည့် blow away အဲ့ဒါလေးပါထည့်နော် phrasal verb လို့ခေါ်တယ်နော် verb နဲ့ preposition လေးတွေနဲ့တွဲရေးတာဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခု number 4မှာ noise শূন্য ံ than ကတဲ့ is ဘာဖြစ်လဲ to physical နဲ့ psychological well being ကကျန်းမာမှုပေါ့နော် physical ရုပ်ပိုင်း psychological စိတ်ပိုင်းဆိုင်ရာကျန်းမာမှုရုပ်ပိုင်းဆိုင်ရာကျန်းမာမှုကို noise ဆူညံတဲ့ဘာဖြစ်စေတာလဲเนาะအဲ့ဒါနဲ့ပတ်သက်တဲ့စာကြောင်းလိုက်ရှာ physical နဲ့ psychological well-being ကျန်းမာမှုအဲ့ဒါနဲ့ပတ်သက်တာလိုက်ရှာရှာ noise နဲ့ပတ်သက်တာဒုတိယအပိုင်းမှာပဲရှိဒီပိုင်းဟုတ်ပြီเนาะလိုက်ရှာအဲ့ဒါမှလာပြီဖြေပါတဲ့စာကြောင်း noise cause physical and psychological harm မကွယ်နေလို့အဲဟမ် and reduce the quality of for do is အဲ့ဒါကြီးလိုတော့မလိုတော့ပါဘူးနော်ဒီမှာရင်အဖြေပေါ်နေ noise cause ဖြစ်စေတယ်၊ဆူညံတာဖြစ်စေတယ် physical and psychological harm ဘေးရန်နေရကိုဖြစ်စေတယ်ရုပ်ပိုင်းနဲ့စိတ်ပိုင်းဘေးရန်နေဖြစ်စေတယ်ကဲဒါဆိုရင်ဆရာပြောမယ် noise cause ကိုမြင်တော့အော်ဒီမှာ noise is cause ဆိုပြီးတော့ဒီမှာ cause ကြီးကိုအဖြေလို့ c a u s e cause ကိုအဖြေလို့သွားယူရင် ဒီမှာမိခေါ်မှာ is ကဗတ်မဟုတ်လားဒီမှာ causes ကလည်းဗဝမ်းမဟုတ်ဘူးလားဗဝမ်းဗဝမ်းနှခါရေးတာမင်းတို့မြင်ဘူးလို့လားအမစ်စာဘလက်ဘက်တရီပဲရှိတာလीအမစ်စာဗဝမ်းအမစ်စာရဲ့ဗဝမ်းရဲ့ဗဝမ်းဗဝမ်းဆိုပြီးတော့ is causes ဗဝမ်းဗဝမ်းဆိုပြီးရေးတာရှိလား is ကဗဝမ်း causes ကိုတက်မယ်ဆို causes ကဗဝမ်းဗဝမ်းဗဝမ်းလို့ပူရေးတာမှမရှိတာဘာဖြစ်နိုင်လဲဆိုတာလေးလေးလတ်လတ်စဉ်းစား nice ဆူညံတဲ့ is ဖြစ်တယ်ဘာဖြစ်တာ အဖြစ်မှန်းပါလေ H A R N ဟမ်ဆူညံတဲ့ B N နေရကိုဖြစ်စီမှာဟုတ်ပြီနော်သို့တော့ H A R N ဟမ်ဆိုပြီးတိုက်ရိုက်ထည့်လို့တော့မရအောင် Amisa Wordsway ရဲ့နောက်မှာ ham ကကြတော့ b n နေနောင်းနောင်းလိုက်မယ်ဆိုရင်သူ့ကို article တဲ့လို့ a လို့ကခံပြရမှာပေါ့ article ဖြစ်တော့ a လို့တဲ့လို့မခံဘူးဆိုရင်သူ့ကို but to be amissa word ဆိုရင်နောက်မှာ adjective လိုက်တဲ့ပုံစံရေးရမှာ ဆိုလိုချင်တာ hand က noun ဆိုတော့ရေးလို့မရဘူးသူ့ကို adjective ပုံစံပြောင်းလိုက်ရင် handful read the passive ကိုတည်တည်ကြာကြာစာလုံးတွေကို noun asian ham ဆိုတာ noun asian a few a handful are adjective အဲ့လိုမျိုးစာလုံးတွေကိုတည်ချလေ့လာထားမှဒါတွေကိုဖြေလို့ရပါမယ် read the passive စာပိုက်တွေကိုဆရာရှင်းပြရဲကောက်ဖတ်သွားတယ်ပြီးလဲပြီးတော့စာလုံးတွေ meaning တွေလည်းတလုံးမှမချက်ဘူးနော် verb မှမသိ noun မှမသိအေးအဲ့ဒါဆိုရင်တော့ရမှာမဟုတ်ဘူးနော်ရမှာမဟုတ်ဘူးဆိုအမြဲစိတ်တကြအောင်ပြောနေတာမဟုတ်ဘူးလေ နီလန်မှားနေရင်တော့ရမှာမဟုတ်ဘူးဆိုတာကိုပြောတာနီလန်မှန်တဲ့လူလည်းရှိမှာပေါ့နီလန်မှန်တဲ့လူကတော့ရမှာပေါ့ဟုတ်ပြီနော်ဆရာပြောတဲ့ line line တော့ရမှာပေါ့ line မလုပ်ရင်တော့မရဘူးဟုတ်ပြီ number 5ကိုကြည့်မယ် number 5 black bass သွေးကြောလေးတွေက constrict ကြုံလာတယ်ကျင်းလာတယ်သွေးကြောတွေ and the skin skin အရေပြား bican bican ရဲ့နောက်မှာ adjective လိုက်တယ်နော် bican တို့ bican တို့ look တို့ bican တို့ feel တို့ get တို့အဲ့ကောင်တွေရဲ့နောက်မှာ adjective လိုက်တယ်တခါတည်းပေါ့နော် ဟို notes ထဲမှာမပိုင်ရင်လည်းဒီမှာမှတ်သွားလိုက် look l o o k look ဘာဝိုင်းဖြစ်ဖြစ်ဘတ်တူးဖြစ်ဖြစ်နော်ဘတ်တူးဆို ed ပေါ့ကွာ look to get to နော် b e c o m e become ဒါဘာဝိုင်းနဲ့ရေးတာဘတ်တူးဆို became အတူတူပဲလေပြီးရင် fee အဲ့ကောင်နေရဲ့နောက်မှာပါလိုက်လေ plus adjective adg adjective လိုက်တယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာ become ရဲ့နောက်မှာ adjective နော်အဲ့ရေပြားတွေကဘာဖြစ်လာမှာလဲ in response to loud noise loud noise ဆိုတာဆူညံသံကို respond to တုံ့ပြန်တဲ့အခါမှာအရေးပြားတွေပါဖြစ်လာအဲ့ဒါနဲ့ပတ်သက်တဲ့စာကြောင်းလိုက်ရှာ blood vessel တွေအရေးပြားတွေနဲ့ပတ်သက်တာနော်ဆူညံသံစာပိုက်ဆိုတော့ဒုတိယအပိုက်မှာပဲရှိတယ်ဆူညံသံကပထမအပိုက်ကဟိုဟာပါလဲ swine pollution ကိုပြောတာဒုတိယအပိုက်ကဒီမှာနော် noise နဲ့ပတ်သက်တာနော်လိုက်ရှာလိုက်ရှာလိုက်ရှာတော့အဖြေလိုက်ရှာတော့အဲ in response sorry အဝါနဲ့ပြန် sorry အဝါနဲ့ပြန် အဖြေပဲနားမှာရှိရလဲအဝါနဲ့ပြောင်း in response to loss man happy and respiration accelerate blood vessel constrict ဖြစ်တဲ့ the skin အရေးပြားတွေက pay plesp ဖြူဖြော့လာတယ်ဟုတ်ပြီနော်အဲ့မှာ plesp ဆိုတာသူက noun ဖြစ်နေသုံးထားတာသူ adjective ဖြစ်နေလဲသုံးလို့ရတယ်နော်ဒါလေးကတော့ကနည်းနည်းတော့တိုင်တော့ပတ်တာပေါ့နော် adjective ဖြစ်နေသုံးရင်တော့သူက ple မှာ s ဖြုတ်လိုက်ရင်ရတယ် adjective မှာ s မှာမပါဘူး ဟုတ်ပြီနော် become ရဲ့နောက်မှာ adjective လိုက်တော့ PALES ဆိုရင် noun ဖြစ်သွားမယ် PALES ဆိုရင် noun ဖြစ်သွားမယ် noun ဖြေလို့မရဘူး become ရဲ့နောက်မှာ adjective ဆိုတော့ PALE ဖြေပဲအဲ့ဒါ adjective နော်အမှတ် B ကိုရောက်ပြီ answer the equation ဒီမေးခွန်းတွေကိုဖြေပါ in one sentence စာကြောင်းတစ်ကြောင်းနဲ့ဖြေပါ5 marks ဒီအမေးဖြေတွေက answer အမေးဖြေတွေဖြေပုံဖြေနည်းနဲ့တူတယ်ဒီ စင်းရဲ့အမေးဖြေတွေကိုကောင်းကောင်းကြည့်ညင်အန်စင်းဖြေတာဟိုဟာဖြစ်တယ်ပေါ့နော်အများကြီးထောက်ကူဖြစ်တယ်နော်အော်အဲ့ဒါကိုလည်းကလေးတွေက နားမဝင်ကြအောင်နော်အဲနားဝင်တဲ့ကလေးလည်းရှိမှာပေါ့နော်အစိုးကြီးပဲပြောနေတယ်လည်းထင်နေဦးမယ်ကလေးတော်တော်များများနားမဝင်အန်စင်းအန်စင်းဆိုပြီးအော်နေအန်စင်းမှာဟိုစိတ်မိနေရတော့ဒါဒီတဲ့ဟာနဲ့မတူဘူးပေါ့ကွာစိတ်မိနေရငါမပဲရရလीအမေးပြရအန်စင်းကဆယ်မက်ရအဲ့ဆယ်မက်ကအခုစင်းကိုဖြေတာနဲ့အတူတူပဲစင်းကိုများများဖြေတတ်ရင် အန်စင်းမှာမှန်းဆပြီးတော့ဖြည့်တတ်တယ်မင်းဆယ်မတ်အန်စင်းအမေးဖြည့်ဆယ်မတ်ပါမင်းအနည်းဆုံး6မတ်နဲ့9မတ်နဲ့10မတ်နဲ့အဲ့ပါပဲဆယ်မတ်ပြည့်မရရတော့အနည်းဆုံးက6မတ်9မတ်ပဲအများဆုံးက10မတ်လောက်ထိရနိုင်တယ်ဆယ်မတ်ထိလည်းရနိုင်တယ်နော်အဲ့တော့အဲ့ဒါကိုသိဖို့လိုတယ်အန်စင်းရဲ့အော်မနီနဲ့ဆင်းကိုပိုင်နိုင်ရင်အန်စင်းကိုရတယ်ဆင်းရဲ့ဒီအမေးဖြည့်ဖြည့်ပုံနဲ့အန်စင်းမေးဖြည့်ဖြည့်ပုံတူတူပဲနော်အဲ့တော့ဟုတ်ပြီကဲအဲ့ဒါနံပါတ်10မှာ what are hazardous substances ဘေးရန်နေရှိတဲ့အရာဝတ္ထုတွေကပါလေ mention ဖော်ပြထားတယ် in the given passage ဒီ server ထဲမှာဖော်ပြထားတယ်ဘေးရန်နေရှိတဲ့ပစ္စည်းတွေကပါလေလေကဲအဲ့ဆိုရင်ဆရာတို့ကဒါလေးတွေကိုပြန်ဖြတ်လိုက်မယ်နော်ပြန်ဖြတ်လိုက်ကြည့်ရတာရှုံ့မှာဆိုဘေးအန်နေရရှိတဲ့အရာဝတ္ထုတွေဘေးအန်နေဖြစ်စေတဲ့အရာဝတ္ထုတွေဟဲ့တော့တွေ့ပြီဝိ hazardous substances ဒါကြီးတော့ပြန်ထည့်ကြမှာမဟုတ်ဘူးနော် such as fertilizer pesticide and waste ီတောင်းမှုတွေ့ပြီပျော်မနေနိုင်အောင်စာပိုက်ကိုအရင်ဖတ်ရတယ်မဖြေခင်ပါလေဆရာပြောဖို့မေ့ပါတယ်အရင်ဗီဒီယိုဖိုင်တွေမှာတော့ပြောတယ်အများအတန်း breathe the basic ဆိုတာစာပိုက်ကိုအရင်ဖတ်ပြီးမှဖြေစာပိုက်မဖတ်ဘဲမဖြေပါနဲ့ဒီတောင်းခုတော့တွေ့ပြီ fertilizer pesticide and waste ပြီးရင်ပါကြံသေးလေလိုက်ရှာမယ်နော်အဲဒီမှာ chemical waste ပါမယ်ပြီးရင် digital waste ပါမယ်ဟုတ်ပြီနော် နောက်တစ်ခုရှိသေးတယ် rubbish brown landfill landfill ဆိုတာအမိုက်တွေဖိုးတယ်မြေဖိုးမြေထဲမှာရှိတဲ့ rubbish အမိုက်တွေ digital waste and ပေါ့ကွာအသက်သေးပေါ့ digital waste and rubbish from landfill အဲအဲ့ဒါကြီးအဖြေတွေအဲ့တော့ဒီမှာ waste hazardous substance ဆိုတာမိကုန်းမှာပါပြီးသားဆိုတော့အဲ့ဒါကြီးကိုမထည့်ဘူးအဲ့ဒါမထည့်တော့ဘူး ဘယ်ဟာပဲထည့်မလဲအတိအကျဆိုရင် fertilizer pesticide and waste ဟုတ်လားမတော့အမကန်ဘောကောမာပုံမှာပေါ့နော်၆ခုရှိတာဆိုတော့နော်နောက်ဆုံးနှစ်ခုကြားမှာအန်ခံရတာမကောမာပေါ့နော်ကောမာ fertilizer pesticide ကောမာ pesticide ကောမာ chemical waste ကောမာနောက်ဆုံးကြားမှာ digital waste and အဲ့မှာကြတော့နောက်ဆုံးနှစ်ခုကိုအန်ခံတယ် digital waste and digital waste and rabbit from landfill ဟုတ်ပြီနော်အဲ့ဒါအဖြေဟုတ်ပြီအဖြေကိုဘယ်လိုထည့်ရမှာလဲအဲ့ဒါမိကုန်းဘယ်လိုကောက်မှာကြည့်မိကုန်းမှာ vat ကိုရှာလိုက်တော့အဲရဲ mansion ဟုတ်ပြီနော်အဲ့တော့အော်ဒီကြားထဲလာတဲ့ hazardous substance အမောမှားသွားပြီ sorry ဆရာတော်ကောက်တာမှားသွားပြီ mansion in the given passage ဆိုတော့စာပိုက်ထဲမှာပေးထားတဲ့နော်ဒီ mansion ကအာနဲ့မတွဲဘူး mention in the given passage စာပိုက်ထဲမှာပေးထားတဲ့ဒါလေးက battery နဲ့ရေးထားတဲ့ participle phrase လေး mention ဖော်ပြထားတဲ့ in the given passage ပေးထားတဲ့စာပိုက်မှာဖော်ပြထားတဲ့ဘာကြီးလဲ hazardous substance ဘေးအန္တရာယ်ဖြစ်စေတဲ့ပစ္စည်းတွေအဲ့တော့ဒီ mention ဟာသူ့ရှိတဲ့ substance ကိုအထူးပြုလာဖြစ်တဲ့အတွက်ကြောင့်ဒီကောက်ဒီကောက်ကြားတဲ့ကို AI ကလာထည့်လို့မရဘူး။ဟုတ်ပြီနော်။ဒီ hazardous substance နဲ့ mention in the passive given passive နဲ့တစ်ဆက်တည်း ခွဲလို့မရဘူးခွဲလို့မရဘူးဆိုသူ့ကြားထဲကိုအာလာထဲလို့မရဘူးမရဘူးအဲ့တော့ဒီဟိုနောက်ဆုံးမှာသွားဖို့ဘယ်ကနေမင်းကောင်းကောက်မလဲ hazardous substance machine in the given basic အာပြီးသွားတော့မှဆောင်းနာကအဖြေ6ခုအာပြီးရင်ပါလေ fertilizer pesticide waste နော်ကော်မာလေးတွေကုန် chemical waste နောက်ပြီးတော့ digital waste and rubbish from landfill အဲ့ဆိုရင်ပြီးသွားပြီတပုတ်ရမယ်နော်ကဲအဲ့ဆိုရင် အဲ့နောက်တစ်ပုဒ်ဆက်ကြည့်မယ်နော်အဲ့ဒါဒီမှာနံပါတ်7မှာ why is the fertility fertility ဆိုတာကဒီအပင်လေးလိမ့်ဆန်နေရဲ့မျိုးပွားနိုင်မှုပေါ့နော် of at swine တော့မြေစည်းလွာရဲ့နော်မျိုးပွားနိုင်တဲ့ swine ဆိုလိုချင်တာမြေစည်းလွာပေါ်မှာအပင်လေးစိုက်ရင်အပင်လေးအောင်မြင်နိုင်တဲ့ swine အဲ့ဒါက being degraded နော်ကျဆင်းလာတာအည်သွေးတွေကျဆင်းလာတာ gradually တဖြည်းဖြည်းနဲ့ဆိုလိုချင်တာမြေစည်းလွာရဲ့ မြေစီလောပေါ်မှာအပင်ဆိုင်လိုက်ရင်ပေါက်နိုင်တဲ့အပင်ဖွံ့ဖြိုးနိုင်တဲ့စွမ်းရည်ကြီးကျဆင်းလာတာကဘာကြောင့်လဲအဲ့ဒီအဖြေလိုက်ရှာနော်ဒီပိုက်ထဲမှာရှိရတေချာရှာနော်လိုက်ရှာလိုက်ရှာဓမ္မအဲ့နားလေးမှာရှိအော်ဓမ္မဘာဖြစ်လို့ကြဆင်းလာတာလဲဆိုတော့ ိုင်သားလေးမှာဆိုတော့ဒါကတော့အဖြေမဟုတ်ဘူးဖြေရတယ်မှာပေါ့နော်ဖြေကိုအစိမ့်နဲ့ပြ manufacturer are disposing of their sorry chemical waste အာဟုတ်ပြီနော် which lead into swine layer IT ပေါ့ကွာဒီစက်ယုံနေရနေပြီးတော့ဒါမြမလို့တလုံးကြီးတော့လိုက်မရှင်းပြတော့ဘူးနော်စာပိုက်ထဲမှာရှင်းပြပေးသားကြီးနော်အဲ့တော့ဒီစက်ယုံနေရနေပြီးတော့ chemical waste တွေကိုမြည်စီလာတဲ့ဟိုအဲ ဆော်ရီစက်ရုံလေးကနေအဲ့လိုမျိုးအဲအညစ်အကြေးတွေကိုစွန့်ထုတ်လိုက်တယ်အဲ့ဒါမြေစီလာတဲ့ကိုစိတ်ဝင်သွားတယ်အဲ့ဒါကြောင့်မြေစီလာရဲ့အရေးသွေးတွေကကျဆင်းလာတယ်အဲ့တော့အစိမ်းနဲ့ပြထားတာအဖြစ်ဟုတ်ပြီနော်အဲ့တော့အဲ့မှာမေခွန်းပြန်ကောင်းမေခွန်းမှာဘက်ကိုရှာဘက်က the fertility of the art soil being degraded gradually အဲ့မှာ is ကိုပြန်မှာထားမယ် is ကိုဒီမှာထားမယ် is being degraded is ကိုဒီမှာထားလိုက်ဟုတ်ပြီနော်ဒီ is ကိုဒီမှာထားလိုက်မယ်အဲ့တော့ပြန်ပေါက်မယ် the fertility of the soil is being degraded gradually အဲ့ဒါပြီးသွားတော့မှ why နဲ့ mean ဒီမှာတော့ because နဲ့ဆက်လိုက်မယ် b e c a u s e ဆိုပြီး because နဲ့ဆက်ပြီးတော့အဲဒီမှာအစိမ်းနဲ့ပြထားတဲ့ဟာတွေကအဖြေပဲ because နောက်မှာအစိမ်းနဲ့ပြထားတာကိုကူချလိုက်ဟုတ်ပြီနော်ဘယ်ဟုတ်ပြီအဲ့ဒါနောက်တစ်ပုတ်နံပါတ်8 why does our planet ငါတို့ရဲ့ကမ္ဘာဂျိုကြီးอ่ะเนาะ lose million tensor top soil issue lose ကဆုံးရှုံးတာ million tensor ကတန်တန်းပေါင်းများစွာဆုံးရှုံးတယ် issue ကတနစ်စီမှာ million တန်တန်းပေါင်းများစွာဆုံးရှုံးတယ်တဲ့အဲ့ဒါဘာကြောင့်လဲတဲ့ဟုတ်ပြီเนาะ million တန်တန်းပေါင်းများစွာ sorry ဟို top soil ဆိုတာဟိုအပေါ်ရံမြေစီလွာ million တန်တန်းပေါင်းများစွာเนาะ တန်တန်ပေါင်းများစွာဆုံးရှုံးတယ်အပေါ်ရံမြေစီလွားကြီးဆုံးရှုံး top swine အဘာကြောင့်လဲအဲ့တော့ဒီစာပိုင်းထဲမှာရှာမယ်နော်အပေါ်ပိုင်းမှာပဲရှိတယ်ဟုတ်ကဲ့ noise အကြောင်းပြောတာနော်ရှာလာလဲအဲ့လောက်ကြီးမပိနဲ့နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင်ဘယ်နားမှာလဲဒီနားမှာရှိတယ်နော် ရှိတယ်ဒီနားပါเนาะဒီနားပါပြအဝါနဲ့ပြအဖြေအနားကိုရှာရင်အဝါနဲ့ပြအဖြေအတိကျအစိမ့်နဲ့ပြကြည့်ရဒီနားမှာရှိ deforestation ကြောင့်ဖြစ်တာကွာတစ်တောတွေပြုံးတိမှုကြောင့်ဖြစ်တာဟုတ်လားအဲ့ဒီတော့ အဲ့ဒီမှာဒီစာကြောင်းလေးကဖြည့်အဖြည့်ပေါ့နော် deforestation is another significant factor that causes erosion နော်အဲ့ဒါလေးကအဖြည့်ပေါ့နော်ဒါမှမဟုတ်ရင်အတူဖြည့်ခြင်းရင်တော့နော်တူတူနဲ့လူရင်းဖြည့်ခြင်းဆရာပြောပြမယ်ဒီမှာ THAD တက်ကဘာကိုပြန်ညွှန်းတာလဲ deforestation ဟုတ်တယ်နော် deforestation ကိုပြန်ညွှန်းတာဆိုတော့တဲ့နေရာမှာ deforestation လို့ထည့်လိုက် ပြီးသွားတော့မှ causes soil erosion အဲအဲ့ဆိုအတူပဲအဖြစ်အတူပဲဓာကြီးတွေအကုန်မထဲတော့ဓာကြီးတွေအကုန်မထဲအဲ့ဒါအကုန်ထဲကျင်ရင်လည်းရတယ်နော်အဲ့တကြောင်လုံးဒီအစကနေဒီအဆုံးကိုရင်လည်းဆရာတော့အမှတ်ပေးပါတယ်နော်ကဲဟုတ်ပြီအဲ့တော့ဒီမှာတနေရာမှာ deforestation ကိုထည့်လိုက် deforestation တက်ကိုဖြောက်လိုက် deforestation cause ဖြစ်စေတဲ့ soil erosion ရေစီလွာတိုက်စားမှုကိုဖြစ်စေတယ်အဲ့ဒီ အပင်တွေပြုံးတီးတာမီဆီလာတိုက်စားမှုဖြစ်စေတဲ့အတွက်ကြောင့်ငါတို့ကဒီမှာအပင်တွေမရှိတော့အပေါ်ရမီဆီလာတွေတန်ပေါင်းတန်းနဲ့ချီပြီးဆုံးရှုံးသွားတယ်အခုအစိမ်းနဲ့ပြထားတဲ့ that cause the erosion soil erosion အဖြစ်ပဲဒါပေမဲ့ဓာတ်နေရာမှာဗာထည့်ရမှာလဲ deforestation ကိုထည့်ရဟုတ်ပြီနော်အဲအဲဆိုရင်မေခွန်းပြန်ပေါက်မယ်မေခွန်းပြန်ပေါက်မယ်အ our plan နဲ့ dust ကိုဖြုတ်မယ်မေခွန်းမှာ dust ကဗတ် loose ကဗတ်နော် loose ကို s ထည့်လိုက် desk ကိုဖြောင်းရင် loose မှာ s ထည့် desk နဲ့ loose နဲ့ verb ပေါ့နော် loose ကို loser လို့လုပ်လိုက် our planner loses million of tons million of time off top swire is here ပြီးတော့မှာ because 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 နဲ့ပြင်မယ်နော် b e c a u s e because ပြီးတော့မှာဒီမှာအစိမ်းနဲ့ပြထားတဲ့တက်နေရာမှာ deforestation ထည့်မယ်ပြီးတော့မှာ causes swine erosion နော် အမှန်တော့ SOI ဆိုင်းလို့တော့မဖတ်ဘူးပေါ့နော်ဆရာလည်းမှားဖတ်တာ soil လို့ဖတ်တယ်နော်